ရုပ်ရှင်ချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဖို့တို့ရဲ့ Next Star Movie ဆိုတဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ် Next Star Movie ဆိုတဲ့အစီအစဉ်အားဆိုရင်မကြခင်မှာရုပ်တံပြသတော့မယ့်ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကိုမိတ်ဆက်ပေးနေတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီတစ်ပတ်မိတ်ဆက်ပေးမယ့်ရုပ်ရှင်ဇာတ်ကားလေးကတော့ညဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီစကားကိုတော့ writer 2 by so ကရိုက်ကူးပေးထားတာဖြစ်ပြီးတော့တရုတ်ဆောင်တဲ့အနေနဲ့ကတော့တရုတ်ဆောင်သည်များစွာပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်ဆောင်သည်များစွာပါဝင်ရိုက်ကူးထားရဆိုပေမဲ့လည်းဒီစကားကပရိသတ်တွေအတွက်ဘလို့အမြင်ဆန်းသက်မှုတွေပေးမလဲဆိုတာကိုတော့ပရိသတ်တွေကစောင့်မျှော်ချက်ပေးပါအောင်နော်။ဒီစကားမှာတရုတ်ဆောင်ချမ်းမရတော့အောင်ရဲထိုင်ရဆယ်ညင်းတော့နှဆိုင်ကို နန်ထရေစီမိုးရတော်မေဆူမနန်ခီမိုမြန်နိုးအေးတို့ကအဓိကပါဝင်တည်ဆောက်ထားပါတယ်ဒီစကားကိုထုတ်လို့ရိုက်ကူးခဲ့တဲ့ထုတ်လို့သူထူပိုင်စိုးကလည်းအခုလိုပဲပြောပြပေးသွားပါရစေ။ ညဆိုရဲနာမည်ပေးဖြစ်တာတော့ဆက်စချင်းကတော့ကျွန်တော်ကညဆိုပြီးပေးထားတာတော့မဟုတ်ဘူးတခြားနာမည်တစ်ခုပေးထားပါဘောနော်ဒါပေမဲ့ဇလန်းဇညွအကုံတစ်ခုလုံးထွက်လာပြီးပြန်ပြီးလုတ်တဲ့အချိန်ကျတော့တခြားအဲ့အရင်ပေးထားတဲ့နာမည်တစ်ခုကတိတ်အစင်မပြေဘူးဇက်နဲ့တိတ်မလိုက်ဖက်ဘူးလို့ကျွန်တော်တို့ယူဆတယ်အဲ့တော့ညဒီရုပ်ရှင်ရဲ့ theme ကိုကျွန်တော်တို့ပြန်ကြည့်ပြီးတော့ဒီစကားတကားလုံးနဲ့လိုက်ဖက်မဲ့ခေါင်းစဉ်ကဘယ်လိုဖြစ်တင်လဲဆိုပြီးတော့ကျွန်တော်တို့ညဆိုတဲ့ဟာကိုရွေးဖြစ်သွားတာပါဟုတ်ညရုပ်ရှင်စကားရိုက်မယ်ဆိုပြီးရွေတဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့ကဒီ ဟိုကျွန်တော်ပထမဆုံးပွဲဥထွက်လည်းဖြစ်တယ်ပြီးရင်ဒီလိုလူငယ်တွေအစ်စ်တွေစပြီးလုတ်တဲ့ရုပ်ရှင်ဇာတ်ကားတကားအနေနဲ့ပရိသတ်အမြင်မှာကျွန်တော် impression မြင့်ကျင်တယ်ပေါ့နော် quality ရှိတဲ့ရုပ်ရှင်ဇာတ်ကားတကားအနေနဲ့ဖြစ်ကျင်တယ်ဒီလိုအစ်စ်တွေရိုက်တာမလို့ဟိုပုံမှန် shot ပေါ့ပြီးကြည့်ပေးရတဲ့ပုံစံမျိုးမဟုတ်ပဲねတကယ်ကို professionally ဖန်တီးထားတဲ့ရုပ်ရှင်ဇာတ်ကားအနေနဲ့မြင်စေချင်တဲ့အတွက်ကျွန်တော်တို့ကဒီ pre production အပိုင်းကနေစပြီးနောက်ဆုံးအခုရုံတင်ခန်းဒီ post production နေလုတ်တဲ့အထိကိုအဆင့်တိုင်းကိုတော်တော်လေးအချိန်ယူပြီးလုတ်တယ်ပေါ့နော်အဓိကဒီဇာတ်ကားထုတ်လို့ရရဲ့ရွေးချယ်ကရုပ်ရှင်ဇာတ်ကားအနေနဲ့ပေါ့နော်လူငယ်တွေ ပူပေါင်းဖန်တီးတဲ့ရုပ်ရှင်ဇာတ်ကားတကားဆိုပြီးကျွန်တော်တို့ကဖြစ်ချင်တယ်ပေါ့နော်ဒီ directing ဘိုင်ရော producer ဘိုင်ရောဟို cast တွေရောတခြား crew တွေအားလုံးကလူငယ်တွေကြီးပဲပူပေါင်းဖန်တီးတဲ့ရုပ်ရှင်ဇာတ်ကားတကားအနေနဲ့ထွက်ပေါ်ချင်တယ်ပေါ့နော်အဲ့ဆန္ဒလေးနဲ့လည်းကျွန်တော်အဲ့ထုတ်ဖြစ်တာလည်းပါပါတယ်ဟုတ်ပရိသတ်တွေမရင်းနှီးသေးတဲ့ character တွေကိုထည့်လိုက်တဲ့အချိန်ကျတော့ဒါကတကယ်ဇက်ကောင်လို့သူတို့စိတ်ထဲမှာမြင်သွားအောင်အဲ့လိုမျိုးအကြောင်းရင်းကြောင်းတစ်ချက်ပေါ့နော်ဇက်လန်းတစ်ခုလုံးရဲ့ဇက်ကောင်အားလုံးကပရိသတ်တပြေးညီမြင်စေချင်တဲ့စိတ်နဲ့လည်းဒီလိုပြုတ်ဆောင်ဆက်ရောက်လုံးအစ်စ်ရွေးချယ်ဖြစ်သွားတာပေါ့ဇက်လန်းပုံစံအရာက ဇက်ကောင်ကာရက်တာ၃စုကနေမှနောက်ဆုံးပြန်သွားပေါင်းတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတော့ဟိုနည်းနည်း challenging ဖြစ်တယ်ပေါ့နော်ဒီဇက်ကအရာကဒီတရုတ်ဆောင်အစ်စ်တင်ထဲမှာအဆင်ပြေမှာမလို့ရွေးချယ်ပြီးရိုက်ကူးထားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဇလန်ဇက်ကောင်ဇက်ကိုကြွားအောင်သူတို့ဘယ်လောက်ထိလှုပ်ဆောင်နိုင်လဲဆိုတာပြည်သက်ကြီးမျက်မြင်ကိုတွေ့ရမှာပေါ့လေအဲ့အတွက်ဟိုကျွန်တော်ကတော့ပြည်သက်ကြီးကိုလာကြည့်စေချင်တယ်ပေါ့နော် ဒီဇကာဟာဧပြီဖူးနေ့မှာအချင်းချင်းစားနောင်ရင်မထင်မှတ်တဲ့အဖြစ်အဆိုတစ်ခုကြောင့်ဒူးတင်မှုတချို့ကြုံလာရတဲ့တကယ်ချင်းတစုဧပြီဖူးဟုတ်တော့အတမရှူတော့နေကဒီဇကာမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့တရုတ်ဆောင်ရက်စဲကလည်းအခုလိုပဲပြပြပေးခဲ့ပါဗျာ ညာကားထဲမှာလည်း Brussels ဆိုတဲ့နာမည်နဲ့ပဲပေါင်ကျောဆောင်လာပါတယ်ခင်ဗျာရုပ်ရှင်ကားကြီးဆိုရင်တော့ဒါကျွန်တော်တို့တော့ပထမအဆုံးဘယ်လိုမှမေးလို့မရနိုင်တဲ့ကားတကားဖြစ်ပါတယ်ဟုတ်တငယ်ချင်းနဲ့ပေါ့နော်အဲ့လိုမှားသွားမှားသွားတော့အဲအဲ့မှားသွားတဲ့အချိန်မှာပဲကိုကဗီဒီယိုရိုက်ခံရတာပေါ့နော်အဲ့မှားသွားတဲ့အချိန်လေးကိုဗီဒီယိုရိုက်ခံရတယ်ပြီးတော့အဲ့ဗီဒီယိုနဲ့ချိန်ချောင်းခံရတယ်အော်အဲ့တော့ကိုကဘယ်လိုခေါ်မလဲပြားတွေများပြီးတော့တငယ်ချင်းနဲ့ကိုနဲ့အဲ့ဒီဗီဒီယိုနဲ့ နောက်ကိုမသိရလူတွေနဲ့ကြားထဲမှာပေါ့နော်အဲ့လိုမျိုးဟိုတော့ကရောက်တဲ့ character လေးပေါ့နော်ဟုတ်ဒီတကားလုံးမှာပေါ့နော်အယောက်ချင်းစီကလည်းသူတို့ရှိသမျှအဲ့လိုဟိုမေတ္တာစေတနာတွေနဲ့အကုန်လုံးတကယ်ကိုပေးထားတဲ့အတွက်အဲ့လေးရောတကယ်ချစ်ဖို့ကောင်းပါတယ်ခင်ဗျာဟိုကျွန်တော် sex scene ရဲရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘဝမှာလည်းတစ်ခါမှမရိုက်ဖူးကျွန်တော်နဲ့ရိုက်တဲ့မင်းသမီးက daddy ဘာလို့ဖြစ်နေရလဲ तू ကကိုယ်ပြန်ပြီးအားပေးနေတာပေါ့နော်ဒါဟိုအမှတ်တရလေးပါပဲဟုတ်ကျွန်တော်ရဲ့ကားကတော့ဒီ July လအကုန်မှာရုံတည်တော့မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီမှာ ကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးပဲကျွန်တော်တို့ရဲ့ရုပ်ရှင်လေးကိုအားပေးကြပါအချိန်တစ်ခုကိုပေးပြီးတော့ကျွန်တော်တို့တေးချာချာ quality ကားလေးလုပ်ထားတဲ့အတွက်အားလုံးလည်းကြည့်ရတဲ့ဒီရတလေးတစ်ခုတော့ရရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့အားလုံးလည်းဟိုယုံတင်တဲ့နေမှာပေါ့နော်ပရိသတ်တွေအားလုံးလည်းတူတူကြည့်ချင်တယ်အမော်လေးပြေချင်ပါတယ်ခင်ဗျဒီဗီဒီယိုခိုးရိုက်ထားတယ်။ညဘက်ကားထဲမှာလွန်လွန်ကျူးကျူးဖြစ်မိသွားတာကိုဗီဒီယိုခိုးရိုက်ခံရတဲ့အစုံတွေတွေ။ပြီးတော့အဲ့ငယ်ကနင်းနေတာမရှိရဘဲဖြစ်သွားတယ်။ ဒီစကားမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့တရုတ်ဆောင်မိုးရတော်ကလည်းအခုလိုပဲပြောပြပေးခဲ့ပါဗျ။ဒီစကားထဲမှာသမီးကဟိုနည်းနည်းပဝင်းချင်းကိုတိတ်ကြီးမဆိုင်ဘူးကိုလှုပ်ချင်တာလှုပ်မယ်။ခက်မှမှာကောင်မလေးတယောက်အနေနဲ့တရုတ်ဆောင်လာပါဗျ။ရုပ်ရှင်စကားကြီးအနေနဲ့ဆိုလို့ရှိရင်ဒါပထမအဦးဆုံးကားပါ။ ပြင်ဆင်မှုတွေကတော့ writer audition ခေါ်ပြီးတော့ပါသွားပြီဆိုကြတဲ့ကနေတစ်နှစ်တစ်တီ training ဝင်ခဲ့ရပါတယ်။၃လလို့မှ writer ဇညွန်းပေးခဲ့တယ်။ဇညွန်းရတဲ့အချိန်ကစပြီးတော့အပြင်မှာနေတာထိုင်တာဝတ်တာစားတာသွားလာတာစအဲ့ဇညွန်းနဲ့ကောင်းမလေးအတိုင်းဟိုကိုဟိုတသိမ်သိမ်းလိုက်လုပ်ဖြစ်နေတာပေါ့နော်။ပြီးရင်ဟို dialogue တွေဆိုလို့ရှိလို့ရှိရင်လည်းဟိုမိုးလင်းတာနဲ့အဲ့အဲ့အာနိုးလာပြီဆိုတာနဲ့အဲ့ dialogue တွေပဲခေါင်းထဲရောက်နေတာ။တစ်ချိန်လုံးလမ်းသွားရင်လည်းအဲ့ဒါပဲပြောချင်ပြောနေတာဟုတ်။သမီးတို့အားလုံးအကုန်စူးစမ်းထားပါရယ်။ ဟိုကြည့်ပြောင်းလာကြည့်ပြပေးပါဟိုအချင်းကိုအားကျိုးလက်နက်မှာပါဟိုမွေးရတော်ရိုဘတ်ကနေပြီးတော့တရားရဂိုင်းတော့အမခံတယ်လုံးဝစိတ်မပြတ်စေရပါဘူးဒီညကတော့အဲ့အစိတ်ပြောနေရနော်နေလာမမရိုင်းနေလက်မပါဖေမင်းမီးတော့လက်မဆောင်မလို့မင်းမရှက်ဘူးလားမင်းရမှရင်စပြီးလက်ပါလားအဲ့ဒါဒီစကားမှာပါဝင်ကျုပ်ဆောင်ခဲ့တဲ့ကျုပ်ဆောင်ချမ်းမြေရထုတ်ကလည်းအခုလိုပဲပြပြပေးခဲ့ပါဗျ။ကာရိုက်တာတော့ကျွန်တော် ပတ်စံချမ်းသာတဲ့တထေးသားပေါ့အရာရာအဲ့လိုငွေနဲ့ဖြည့်ရှင်တဲ့ဇယုတ်ကနေပြီးတော့ကျွန်တော်ပါဝင်သားပါတယ်တရုတ်ဆောင်နေကြလူတယောက်မဟုတ်တော့ပို့ပြီးတော့သူများထက်တော့နှစ်ဆစူးစမ်းခဲ့ရတာပေါ့နော် dialogue တွေပါပြောပြီးဆိုကျွန်တော်ဆိုတိုင်းသားဖြစ်တဲ့ကြောင့်လည်းနည်းနည်းတော့ဝဲတယ်စကားနည်းနည်းဝဲခါကျတော့အဲ့လိုတေချာတော့ပို့ပြီးပြင်အောင်လို့မနေပြောရတယ်ပေါ့နော်နောက်ပိုင်းကျတော့အဆင်ပြေပါပါခင်ဗျာကျွန်တော်မမရရလော်ကားမှာသွားရိုက်တဲ့ရက်လာမသိဘူးအဲ့ရက်ဆိုလို့ရှိရင်ဟိုတညာလုံးနှိပါရိုက်တာပေါ့နော်တညာလုံးနှိပါရိုက်တာမနေ့၄နိုင်၅နိုင်လောက်မှနေထွက်မှပဲဟို ဆင်းရက်တာပေါ့နော်အဲ့လိုမျိုးအဲ့ဒါတော့အမှတ်တရပါပဲခင်ဗျာဒါကျွန်တော်တို့ပထမဦးဆုံးဇက်ကားလည်းဖြစ်တယ်ပြီးတော့ဇက်ကားကလည်းအရန်ကောင်းတယ်ပြီးတော့ကျွန်တော်ဒီကားမှာပါဝင်ခွင့်ရလို့လည်းအရန်အတိုင်းမသိဝမ်းသာတယ်ပေါ့နော်ဟုတ်ဒီဇူလိုင်လကုန်ဆိုရင် ရုံတင်ပြီမို့လို့အမ်တေချာဘောက်ဘလာဂျီကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ good luck ဒီဇက်ကားဟာလူငယ်မျက်နှာသက်အမှုပညာရှင်တွေရဲ့အမှုပညာဖန်တီးမှုအသက်တွေနဲ့အခြားဇက်ကားဖန်တီးမှုတွေနဲ့မတူကွဲပြားတဲ့ဇလန်းဇက်အိမ်တွေဖန်တီးထားတာပဲဖြစ်ပါတယ် ီဇကာမှာပါဝင်ပြုဆောင်ခဲ့တဲ့တရုတ်ဆောင်မြင်းတို့အေးကလည်းအခုလိုပဲပြောပြပေးခဲ့ပါတယ်။ဒီကလွန်ခဲ့တဲ့နှစ်ကရိုက်ထားအဲ့တော့တမီအသက်18နှစ်ပဲရှိသေးတာ။18နှစ်ဆိုတော့ဘာနှုတ်ပြန်လုံရှာမှုမှမရှိသေးဘူးလို့တက်ဖို့အလားတက်ဖို့ရရတော့ပဲရှိသေးတယ်ပေါ့နော်။အဲ့တော့ဒီဟာလောကပထမဆုံးရုပ်ရှင်ကားကြီးရိုက်ရတယ်ပေါ့နော်။အဲ့လိုမျိုးဒီကားထဲမှာပါတဲ့ character ကကြတော့ဘယ်လိုမှနိုင်ငံခြားမှာကြောင်းသားတက်နေတယ်။ကြောင်းသားတက်နေကောင်းပါလေ။ပြီးတော့အာစိတ်ဖြစ်တယ်။စိတ်ဖြစ်တယ်ပြီးတော့လက်ထပ်ပုတ်ရည်ရထားတဲ့ ချစ်သူရှိရပါတော့ဒီမှာကာရက်တာမျိုးနေပါအရန်ကိုကြိုးစားခဲ့ရပါတယ်အကုန်လုံးပြီးတော့ကင်မရာနဲ့လည်းအရန်စိမ့်တယ်ကင်မရာဆိုဘယ်နာ ဘလို့ယူလဲတောင်မသိဘူးဗောနော်အဲ့တော့ကင်မရာကြီးအယူဆအတီအောင်လုပ်ရတယ်အဓိကကဒီလကုံဇူလိုင်လကုံ28 29 30အဲ့ဗောအဲ့လောက်ကြာရင်ယုံတင်မဲ့ဗောနော်အဲ့ခါကြလို့ရှင်ဖြစ်အောင်လာကြည့်ပေးပါဗောအကုန်လုံး team တစ်ခုတော့အသေးစိတ်စူးစမ်းထားတယ်ဗောကတ်တွေမှမဟုတ်ဘူး production ရော director ရောအကုန်လုံးပါတဲ့သူတွေအကုန်လုံးကမဒီထေးတယ်အကုန်လုံးစူးစမ်းထားကြတယ်ဗောနော်အဲ့တော့အာကြည့်ဖြစ်အောင်ကြည့်ပေးပါလို့ Call the major ဖြစ်သွားဒီစီစဉ်လေးရဆိုရင်မကြခင်မှာရုပ်တင်ပြတာတော့မယ်ရုပ်ရှင်ဇာတ်ကားတွေကစောဝင်ကန်းချူတွေဒီဇာတ်ကားတွေမှာပအဝင်တရုပ်ဆောင်ကြတဲ့တရုပ်ဆောင်တွေဒရိုက်တာတွေထုတ်လုပ်သူတွေရဲ့ဇာတ်ကားတွေကိုရှိုက်ကူးတင်ဆက်ပေးနေတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့မှုတို့ရဲ့အနေဆက် movie ဆိုတဲ့အစီအစဉ်လေးကိုစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါစေဒီရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်